မမန်းမြို့နယ်တွင်ရှမ်းပြည်နယ်အစိုးရအဖွဲ့လူမှုရေးရာဝန်ကြီးဦးမင်းမင်းလွင်နှင့်တွေ့ဆုံပွဲကျင်းပတဲ့တွင်ကိုတင်ဆက်ပေးတော်မှာဖြစ်ပါတယ်။ရှမ်းပြည်နယ်ဝါကိုပိုင်အုပ်ချုပ်ခွင့်ရတိုင်းမမန်းခရိုင်မမန်းမြို့နယ်တွင်ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ကိုစားလူမှုရေးရာဝန်ကြီးဦးမင်းမင်းလွင်သည်ယနေ့ညနေ3:00နာရီခွဲအချိန်ကမမန်းခရိုင်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမှတွင် မမန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဥကျော်တောင်းနှင့်အဖွဲ့ဝင်များမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးထွန်းလင်းအောင်နှင့်အဖွဲ့ဝင်များခရိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာများခရိုင်မိခင်နှင့်ကလေးဆောင်လျှောက်ရေးအဖွဲ့ဝင်များခရိုင်မျိုးသမီးရေးရာဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များရှမ်းလွယ်လာလာဟုတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ဝင်များဖြင့်တွေ့ဆုံပွဲကျင်းပပြုလုပ်ခဲ့ပါသည်ခန်းနာတွင်မမန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်တောင်းမှမမန်းခရိုင်၏ဒေသဆိုင်ရာအချက်အလက်များ ရှင်းလင်းတင်ပြခြင်းနှင့်မမန်းခရိုင်တွင်ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များရှင်းလင်းတင်ပြခဲ့ပြီးလူမှုရေးရာဝန်ကြီးဦးမင်းမင်းလွင်မှအဖွင့်အမှားစကားပြောကြားခဲ့ပါသည်။ဆက်လက်၍ရှမ်းပြည်နယ်ရှိပိုင်းပြည်နယ်ပညာရေးမှူးညွှန်ကြားရေးမှူးဒေါ်နော်ရုမှပညာရေးဆိုင်ရာများဆွေးနွေးပြောကြားပြီးရှမ်းပြည်နယ်ရှိပိုင်းပြည်내ကုသရေးဦးစီးဌာနမှဒေါက်တာဒိုးမောင်မှကျန်းမာရေးဆိုင်ရာကိစ္စရပ်များဆွေးနွေးပြောကြားကာ မမန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးထွန်းလင်းအောင်မှမမန်းမြို့နယ်အဆင့်ဌာနဆိုင်ရာလိုက်လိုအပ်ချက်များကို အသေးစိတ်ရှင်းလင်းတင်ပြခဲ့ပါတယ်။အဆိုပါတင်ပြချက်ပေါ်လူမှုရေးရာဝန်ကြီးမှပြန်လည်ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည်အခြေအနေများကိုဆွေးနွေးပြောကြားခဲ့ပြီးဤကုန်းချုပ်အမှာစကားပြောကြားခဲ့ပါတယ်။ထို့နောက်လူမှုရေးရာဝန်ကြီးဦးမင်းမင်းလွင်နယ်အဖွဲ့သည်မမန်းမြို့ မြို့မအားကစားကွင်းသို့တွားရောက်ကြည့်ရှုစစ်ဆေးပြီးမမန်းမြို့ပြည်သူစေယုံတွင်စေကုသမှုခံယူနေသောဒေသခံပြည်သူများကိုအားပေးစကားပြောကြားပြီးစားတောက်ဖွယ်ရာပစ္စည်းများထောက်ပံ့ပေးအပ်ခဲ့ပါသည်။ဆက်လက်၍လူမှုရေးရာဝန်ကြီးဦးမင်းမင်းလွင်နှင့်အဖွဲ့သည်မမန်းမြို့အခြေခံပညာထက်တန်းကျောင်းတွင်ကျောင်းသားကျောင်းသူများဆရာဆရာမများဖြင့်တွေ့ဆုံ၍အမှားစကားပြောကြားခဲ့ပြီးမမန်းမြို့နယ် အေးချက်အုပ်စုမဟောင်းကျေးရွာတွင်ရှမ်းပြည်နယ်အစိုးရဖွဲ့မှတန်းငွေကျပ်150သိန်းဖြင့်စောက်လုပ်ခဲ့သည့်အလင်းရောင်စာကြီးတိုက်သို့တွားရောက်ကြီးရှုစစ်ဆေးခဲ့ပြီးစာကြီးတိုက်အတွေ့တုတရယတစာအုပ်စာဆောင်များတေးရလူဒန်းခဲ့ကြောင်းသိရှိရပါသည်ခင်ဗျာ။